ိတောက်ပေါ်တက်လိုက်ရတဲ့အချိန်မှာလုံးဝလူကမြင့်တက်သွားပြီးတော့ဝင့်သွားတယ်လို့ခံစားရတဲ့အခါကျအရင်ထဲကတော့ confidence ကတော့တော်တော်လေးကွာပါတယ်။လမ်းလျှောက်တဲ့အချိန်မှာတမီးအကြီးကဒူးနဲ့ရှောင်နေတာ။ဒူးနဲ့မရှောင်နဲ့ဒူးနဲ့ရှောင်ရင်မလှဘူး။လူကန်ကန်ဖြစ်တယ်ပြီးရင်ပခုံးတမီးမပွင့်ဘူးအဲ့လိုပခုံးဖွင့်ရမယ်။ဆောက်လက်မတော့စီးပြီးတော့ worst time ရက်ခိုင်းတဲ့အချိန်မှာ15မိနစ်လောက်မသိဘူး။ဒူးတွေပါတုံနေ။ trainer ခုကတော့ဆရာဖြိုးစီမှာအဲ runway training လေးယူဖြစ်တာပေါ့နော်အဓိကကတော့တုံလန်လျှောက်တဲ့ပိုင်းနေဆိုလို့ရှိရင်ပုံစံမကြဘူးရိုင်းနာတွေစောင်းနာတွေပြီးရင်နည်းနည်းကုန်းကုန်းကင်ကိုင်းတွေပေါ့နော်အဲ့လိုမျိုးဖြစ်နေရလေးတွေဒါအဲကိုကိုကိုအဲ့လိုမျိုးမဖြစ်အောင်ပေါ့ပုံစံလေးလည်းကျသွားအောင်ကိုနေကိုဟန်ထားလေးလည်းထားတတ်သွားအောင်အဆင်ပြေအောင်ဆိုပြီးတော့ဆရာနဲ့ကြောင်းဖြစ်တာလေးပါနော်ဆေးကြောင်ပါမရှိတော့ဆိုတော့ တင်းတန်းတက်ဖြစ်တာဆရာရှင်မအော်အဲ့ဒါကတော့အဓိကမတ်ကြော်ပေါ့နော်မတ်အစ်စပယ်လာကြော်သူကလေအဲသုံးကိုကြည့်ပေးတာပေါ့နော် မိတ်ကပ်ပြင်တာကိုမိတ်ကပ်ပြင်တာလှတာလှလားမလှလားကိုကြည့်ပြရမျိုးမဟုတ်ဘဲနဲ့တန်တဲ့အပိုင်းတွေပါပေါ့နော်ကြည့်ပြရပွဲတက်တဲ့ချိန်မှာဆိုလမ်းလျှောက်တာဘလို့အရင် smart မဖြစ်ဘူးပုံစံမကျဘူးအဲ့လိုမျိုးကြည့်ပြတော့တမီးတမီးတက်ဖို့လိုတယ်နော်တမီးအနေနဲ့တက်တဲ့နဲ့အာဆရာတူတူအတိဆရာရှိရပေါ့နော် join မိမယ်ဆရာတကယ်လည်းတော်တယ်ဆိုပြီးတော့အမက်ကျော်ကနေ join ပြီးဖြစ်တာပေါ့နော်အဲ့ဒါလေးကနေပြီးတော့အဲတက်ဖြစ်တာကိုကိုကိုလည်း တက်ဖို့လိုတယ်လို့ခြင်နေပေါ့နော်။မလိုအပ်တယ်လို့မြင်လာတဲ့ခါကျတော့တက်ဖြစ်တာပါရှင်။အော်အရင်မြင်တယ်ဟုတ်ဟုတ်။အဲမတ်ကျော်ကိုရိုင်းကလည်းသူ့အဲ့လိုအတွေ့အကြုံလေးတွေပါပဲနော်။ရှိခဲ့တဲ့ခါကြတော့ဟိုကြုံရင်ကြုံတူလေးပေါ့နော်အကုန်လုံးသာတေချာလေးတင်ပြပေးရဲအဲပြီးရင် စကားပြောတာတွေကစာနှုတ်ဆက်တာတွေကစာဟိုကိုကပဲရင်ဆက်နှုတ်ဆက်ကမယ်တို့အကုန်လုံးအကုန်လုံးပေါ့နော်မဲကျော်ကအဲသူစေတနာပပလေးကိုတခြားလေးတင်ပြပေးပါတယ်မဲကျော်အကဲဝတ်တင်တာဒါ၅ရက်မြောက်နေ၅ရက်ရှိပြီမှာဟုတ်အရင်သက်စာရင်တော့တော်တော်လေးကိုယုံကြည်မှုပြည်လာတယ်အရင်ကဆိုရင်တော့အများဆုံးစီမတောက်က၃လက်မှာပဲဆိုတော့အရင်လည်းဟိုခန္ဓာကိုယ်ကမထွားသွားဘူးအရက်လည်းအရင်မရှိသွားတဲ့ခါကျတော့အဲ အရင်ကအဲ့လိုလေးပေါ့နော်အခုကတော့၅လက်မ၆လက်မတောက်ကြီးကြီးတယ်အဲအဲ့အဲ့တောက်ပေါ်တက်လိုက်ရတဲ့အချိန်မှာလုံးဝလူကမြင့်တက်သွားပြီးတော့ဝင့်သွားတယ်လို့ခံစားရတဲ့ခါကျအရင်နဲ့ကတော့ confidence ကတော့တော်တော်လေးကွာပါတယ်သူနဲ့ makeup လင်းရတဲ့ခါမှာကြော့ပါတယ်အဲ့လို makeup ဆရာဆိုပြီးညင်ပြီးတောက်နေရမျိုးမျိုးစကားတွေပြောတယ် makeup လင်းနေနေကိုအကျိုးရှိစီမဲ့စကားတွေပါရောပြောပြပေးပြီး makeup ကအစားကိုနဲ့လိုက်မဲ့ပုံစံလေးကိုအကြိုက်လေးပြင်ပေးဖြစ်တဲ့ခါကျတော့တောက်လျှောက်ကတော့နောက်ပိုင်းကတော့မက်ကြော်နေပဲပြင်နေရပါဟုတ်ငားငားရမှာ ။မအတိတ်မအတိတ်မေွာလား။ကျောင်းလဲတော်တော်လေးတော့ပြောင်းလဲပါရနော်။မဆိုတိမှာပေါ့။အဲအရင်တော့ဆိုတောက်ပေါ်မှာမရက်နိုင်ဘူးတိဟိုမဖြစ်မနေပေါ့နော်။သူများရင်လည်းဟိုကိုထက်အရရှိနေတဲ့ခါမှာဆိုလို့ရှိရင်တောက်စီရရဲအဲ့ခါမှာကိုတောက်လေးကနှိမ့်နေတဲ့ခါကျတော့တိတ်ပြီးတော့မဝင့်ဘူးပေါ့နော်။မဝင့်တဲ့အပြင်မှာတုံးကအဲ့တုံးလက်မတောက်ပေါ်တော့တုံးကမရက်နိုင်ဘူး။မရက်နိုင်တော့ရက်တဲ့ခါမှာပွဲတက်တည်ပါဆိုဒီလိုမျိုးဖြစ်တယ်။ ချို့ချို့မီဒီယာတွေမှာဆိုရင်ပါကောင်းပါနိုင်နေမယ်ပုံလေးတွေကလေအဲ့လိုမျိုးဆိုတော့တောက်မနိုင်တဲ့ခါကျတော့လူပါပုံပြတ်တယ်ပေါ့နော်အဲ့တော့ဆရာအကြီးကတောက်နိုင်အောင်လို့တင်ပေးဆိုတော့အခုတောက်နိုင်ပါကြီးတောက်နိုင်တော့တောက်ပေါ်မှာအခုဆိုမှရောက်ရောက်ထဲကရက်နေရလေဘာမှမဖြစ်ဘူးရှိတယ်မှာ တော်တော်လေးကိုယုံကြည်မှုရှိသွားတယ်။အရင်ကပခုံးကစတော့ဒီလိုမျိုးလေးနည်းနည်းလေးပြင်အခုဒီလိုမျိုးလေးပခုံးဖွင့်ထားရတာတွေကစပြင်ခါဆိုလဲမမတ်လေးနေရမတက်ရက်တဲ့အချိန်မှာခါလေးကင်ဝိုင်းနေအောင်ကပုံစံကလေဟိုပျော့တိပျော့ရွယ်လိုလိုအဲ့လိုပုံစံမှာပြတ်သွားတဲ့ခါကျတော့မတက်ရက်တဲ့အပိုင်းတွေကစဆရာလေးကတေချာလေးတင်ပြပေးထားတဲ့ခါကျအရင်ကတော့တော်တော်လေးကိုကြွားချပါတယ်မှာ။ဟုတ်ပြရဲ့ဆရာကစရောက်တဲ့အချိန်မှာတော့တပတ်လျှောက်ခိုင်းတယ် တပတ်လျှောက်ခိုင်းပြီးတော့တုံးအိတ်ချင်တော့ဆီလာတုံးလက်မလေးပေါ့နော်တုံးလက်မတောက်လေးဆိုတမိတီထောက်ကအမြင့်ဆုံးဆီရလိုက်ဟုတ်เสียလို့ဒီဟာအမြင့်ဆုံးလို့အိတ်တောက်တောင်မှာတမိတိတ်မနိုင်ချင်ဘူးဆိုတော့ မရဘူးတဲ့6လက်မတောက်ကိုဆေးရမယ်နောက်နေ့လာလို့ရှင်6လက်မတောက်ဝယ်ခဲ့ပြီးတော့6လက်မတောက်ပေါ်မှာရက်ကမယ်ဆိုပြီးတော့ဆရာစပြီးတော့လဲအဲလမ်းလျှောက်တဲ့ချိန်မှာတမိအဓိကဒူးနဲ့လျှောက်နေတာဒူးနဲ့မလျှောက်နဲ့ဒူးနဲ့လျှောက်ရင်မလှဘူးလို့ကန်ကန်ဖြစ်တယ်ပြီးပခုံးတမိမပွင့်အောင်အဲ့လိုပခုံးဖွင့်ရမယ်အဲ့ဒါတွေကစာတိတ်ချလေးပြောပြပြီးကြောက်တယ်မှပြီးအဲ6လက်မတောက်ဆေးပြီးတော့ worst time ရက်ခိုင်းတဲ့အချိန်မှာ15မိနစ်လောက်မသိဘူးဒူးတွေပါတုံနေသူကအဲ့လို ဟိုနေရာမှာကပ်ပြီးတော့အကုန်လုံးထိပြီးလုံးဝတန်းလေးဖြစ်အောင်ပေါ့နော်ရက်ခိုင်းတဲ့အချိန်မှာတကယ်တကယ်အလိုဒူးတွေပါတုံးနေဆရာသမီးမရတော့ဆိုမရလို့မရဘူးဒါကဟိုရက်နိုင်မှရမှာဆိုပြီးတော့ရက်ခိုင်းတာပေါ့နော်အဲ့ဒါနှစ်ရက်နှစ်ရက်လောက်ထဲကတော်တော်လေးကိုစဉ်းကြည့်တိုင်းဒါကြောင့်လေးမှာအမှုပညာရှင်တွေမှမဟုတ်ဘူးပေါ့နော်တခြားဘသူမဆိုပေါ့နော်မိန်းကလေးတိုင်းပဲဖြစ်ဖြစ်ယောက်ျားလေးတိုင်းပဲဖြစ်ဖြစ်ဒီအရာတွေကအရေးပါတဲ့အထက်မှာတော့ပါတယ်အဲလိုအပ်တယ်ပေါ့နော်ဟို ကိုကိုကိုမလိုအပ်ဘူးထင်လို့မပြောင်းလဲနေကိုပဲမပြောင်းလဲမှာအဲ့တော့ပြောင်းလဲတဲ့သူကတကယ်လိုအပ်တယ်ထင်ပြီးပြောင်းလဲတဲ့သူတွေကပြောင်းလဲသွားဆိုတော့လူတိုင်းမှာတော့ဒီအရာလေးကလိုအပ်ပါတယ်ဆိုတော့တုံးတို့မိန်ကလေးချင်းချင်းတောင်မှာပေါ့နော်အရက်လေးရှင်နေရလမ်းလျှောက်တာဆာလှနေကိုဘေးနာနေဖျက်လျှောက်သွားရင်တောင်မှာဒီလိုနောက်ကိုလဲပြန်ငေးရတဲ့ပုံစံမိန်ကလေးရှိရလေးမှဒါအမှုပညာရှင်မှမဟုတ်ဘူးတခြားမိန်ကလေးမှလည်းအဲ့လိုမျိုးလေးရှိရဆိုတော့အဲ့အဲ့အရာလေးလည်းအားကြပါတယ်အဲ့တော့မိန်ကလေးတိုင်းတော့တက်ဖြစ်ပါ တက်တင်နေပေါ့ရှိတာပေါ့မအဲ့တော့ကဆိုတော့ပွဲတက်တစ်ခုမှအဲတက်ပုံရိုက်တာပေါ့နော်ကင်မရာမန်ညီမနေထဲနေပြီးပါလို့ post ပေးပါလို့ဆိုတော့ခဏကိုမနိုင်တာလို့ပဲပြောရမလားမသိဘူးစောင်းနေတာသူကတော့အတက်နိုင်ဆုံးပေါ့နော်တဲ့ပေးတယ်ချင်ပါတယ်ဒါပေမဲ့ပုံလေးတော်တော်များများသူပို့လာတဲ့အချိန်မှာဆိုတချို့ဟာလေးတော်တော်လေးစောင်းနေတာပေါ့ဟို post ပေးတာနဲ့မတူဘဲနဲ့ခဏကိုကယာနေတာမျိုးလေးပေါ့အခုကတော့တော်တော်လေးဆိုတယ်